ဒီစာဝင်ရဲ့ခေါင်းစဉ်ကတော့တို့လင်များနဲ့အလှဆင်ပဲတဲ့မျက်နှာဖုံးပုံကတော့ကျောင်းဝတ်စုံလေးတွေဝတ်ထားတဲ့တသားမင်းမင်းလေးတွေတယောက်လက်ကိုတယောက်ချိတ်ပြီးလက်တွေမြောက်လို့ပျော်ရွှင်နေကြတဲ့ပုံလေးသူတို့ရဲ့ရှေ့မှာတော့သူတို့လေးတွေရေးဆွဲထားတဲ့လဝါပုံပကြီးတွေကဆက်ဝိုင်းနေမှာအပြည့်ပဲတသားမင်းမင်းတွေဘယ်လောက်ရှိလဲရေးကြည့်ရအောင်1 2 3 4 ူပေါင်း11ယောက်ရှိတယ်။ဆမ်းမျက်နှာတက်ကတော့သမီးကစွတ်စွတ်ပါ။ဒါသမီးလောက်ထားတဲ့ကနန်းပုံလေးပါ။သမီးလေးစွတ်စွတ်ဟာခွဲ့အနီတွေကဆေးအနီတွေကိုလက်ဝါးနှစ်ဖက်ကိုနှစ်စက်ကူအဖြူပေါ်မှာပြန်ကပ်ပြီးကနန်းပုံလေးဆွဲနေတာ။ဆေးအနီဆိုတော့ကနန်းကလည်းအနီရောင်ပေါ့။ပြောင်းလိုက်တဲ့သမီးလေး။ဆမ်းမျက်နှာနှစ်မှာတော့ ူငယ်ချင်းယွန်းယွန်းကချက်ကလေးပုံလုတ်တက်တယ်။သမီးလေးယွန်းယွန်းကတော့ချက်ကလေးပုံဆွဲနေတာ။ဆေးရောင်စုံတွေက အနီးအဝါအစိမ်းအပြာတွေရှိနေကြတယ်လေ။သမီးလေးယွန်းယွန်းကသူ့လိုချင်တဲ့အရောင်ထဲကိုလက်ဝါးလေးနဲ့ကပ်ပြီးစက်ကူအဖြစ်ပေါ်မှာပြန်ချဆွဲတာ။သူ့ချက်ကလေးကလည်းအနီးရောင်းမယ်။လက်ဝါးလေးနဲ့ကပ်ပြီးဆွဲတာ။ချက်ကလေးနဲ့တကယ်ကိုတူတယ်။အမေ အမင်းလေးကတော့အမဲရောင်လေးစမျက်နှာတုံးပါတော့ဒီပုံကချမ်းချမ်းလှုပ်ထားတဲ့လက်ပြလေးပေါ့သမီးရဲ့တခြားတငယ်ချင်းတွေလည်းပုံနေဆွဲနေကြတယ်သမီးလေးချမ်းချမ်းကလည်းလက်ပွားလေးနဲ့ပဲဆင်းတွေကိုကတ်ပြီးတော့ဆွဲနေတာသူ့ဆွဲရကလက်ပြပုံလေးตุ้ยเปียเลียก็อเปียยองนี้ลิชั้นๆก็เลยตอราเบ้เนาะสามญนาลี တငယ်ချင်းတယောက်ကစိမ်းရောင်နောက်တယောက်ကအပြာရောင်သူတို့နှစ်ယောက်လက်ပြပုံလေးကိုအတူတူလှုပ်ကြတယ်ဒီတစ်ခါမှာတော့တငယ်ချင်းနှစ်ယောက်ကလက်ပြပုံလေးကိုတယောက်ကဘယ်လဲနဲ့တယောက်ကညာလဲနဲ့တယောက်ပေါင်းပြီးဆွဲကြတာတယောက်ကစိမ်းရောင်နောက်တယောက်ကအပြာရောင်ဆိုတော့လက်ပြလေးဟာတဝက်ကစိမ်းရောင်တဝက်ကအပြာရောင်ပေါ့စာမျက်နှာငားမှာတော့တငယ်ချင်းတယောက်ရဲ့လက်ကကြီးတယ် နောက်တယောက်ရဲ့လက်ကသေးတယ်။သူတို့နှစ်ယောက်တော်တယ်ဆိုတဲ့သင်္ကေတကိုအတူတူလုပ်နိုင်တယ်။ကလေးတို့ရေတောင်းနေတော်တယ်လို့ပြောချင်ရင်လက်မလေးတွေထောင်ကြတယ်မလား။အဲ့ဒီလက်မပုံကိုအငယ်ချင်းနှစ်ယောက်ကစီးမနှစ်ပြီးဆွဲကြတာ။သူတို့နှစ်ယောက်ကလက်ရွယ်စားခြင်းမတူကြဘူး။တယောက်ကကြီးတယ်တယောက်ကသေးတယ်လေ။ဒီတော့လက်မပုံလေးနှစ်ခုကတစ်ခုကကြီးပြီးတစ်ခုကသေးနေတာပေါ့။ အယောင်လေးတွေလည်းမတူဘူးတယောက်ကအစိမ်းတယောက်ကအပြာစာမျက်နှာ6မှာတော့ငွေချင်းတယောက်ကအတန်ကြားနိုင်တယ်နောက်တယောက်ကအတန်မကြားနိုင်ဘူးဒါပေမဲ့သူတို့နှစ်ယောက်ငင်းချင်းရေးတင်ကြတာကိုအတူတူလုပ်ကြတယ်ဒီတစ်ခါမှာတော့ငွေချင်းနှစ်ယောက်မှာတယောက်ကအချားအယုံမတန်ဆွမ်းဘူးဒါပေမဲ့သူတို့နှစ်ယောက်ပေါင်းပြီးပုံဆွေးနိုင်ကြတယ်ဆွေးမဲ့ပုံလေးကငင်းချင်းရေးတင်ကြတာ က်နှချောင်းထောင်းနေတဲ့ပုံစက်ကူပြီးပေါ်မှာဆေးရောင်ကတ်ထားတဲ့လက်လေးတွေနဲ့ပြန်ကတ်လိုက်တော့ပုံလေးပေါ်သွားပြီပေါ့တယောက်ကပြားတယောက်ကအနီအမေသူတို့ဘုံသူတို့သဘောကျနေတာလက်နှချောင်းစီထောင်းပြီးပြောနေကြတာလေလက်မှလည်းဆေးတွေရပေးလို့စာမျက်နှာကိုဖိနစ်မှာတော့ဒါကတော့ခြေရတစ်ခုပုံပါသမီးတို့အားလုံးအတူတူဆွဲကြတယ်ပျော်စရာသိပ်ကောင်းတာပဲ အခုဆွဲမဲ့ပုံကတော့ခြေရာတစ်ခုရဲ့ပုံနဲ့တယောက်ကခြေပေါ်ကနောက်တငယ်ချင်းတွေကခြေချောင်းလေးတွေဆွဲကြတာစိတ်ကြိုက်အယောင်လေးတွေလက်ဝါးမှာကပ်ပြီးစီးစီးလုံးလုံးနဲ့ဆွဲလိုက်ကြတာခြေရာလေးတစ်ခုပုံပေါ်လာပါလားခြေပေါ်ကတော့အမဲရောင်ခြေချောင်းလေးတွေကအဝါအပြာအနီးခရမ်းလေးတွေဆိုတော့စိတ်ဝင်စားစရာကောင်းတာပုံဆွဲပြီးတော့သူတို့ဘာသာသဘောတွေကြာနေကြတာ လက်ကလေးတွေမိုးပေါ်ထောင်းပြီးပျော်ရွှင်နေကြလေရဲ့။သမီးတို့လက်တွေနဲ့ပုံတစ်ခုအတူတူထက်ဆွဲကြတယ်။ဒါသမီးတို့နေတဲ့ကဘာကြီးပါပဲ။နောက်ဆုံးဆံမျက်နှာမှာတော့သမီးတို့လက်တွေနဲ့ပုံတစ်ခုအတူတူထက်ဆွဲကြတယ်။ဒါသမီးတို့နေတဲ့ကဘာကြီးပါပဲလို့ရေးထားတယ်လေ။ဒီဆံမျက်နှာမှာပါတဲ့ပုံလေးသုံးပုံနဲ့မှတစ်ပုံကနည်းနည်းဖုံးမှတွေ့ကြရတဲ့ပုံလေး။နောက်တစ်ပုံက ူတို့နှစ်သက်တဲ့အယောင်တွေကိုလက်မှာကပ်ပြီးစက်ကူအဖြူပေါ်မှာချဆွဲနေကြတာနောက်ထပ်တစ်ပုံကတော့သူတို့လက်ဝါးပုံလေးတွေနဲ့ပြည့်နေတဲ့စက်ဝိုင်းပုံပကြီးကားလေးပေါ့အဲ့ဒီပကြီးကားကိုတော့လက်နှိပ်ပကြီးလို့ခေါ်တယ်ကွယ်